ဘလုံနေ့တွေမှာလောက်ရမလဲငွေလိုချင်တဲ့နေ့တိုင်းလောက်ငွေဝင်ချင်တဲ့နေ့တိုင်းလောက်နေ့တိုင်းလောက်ရင်နေ့တိုင်းဝင်ဝင်မယ်လောက်တဲ့နေ့ဝင်မယ်မလောက်တဲ့နေ့ဝင်တဲ့ကံရှိမှဝင်မယ်ငွေဝင်နေဆိုတာမှလည်းလုပ်ငန်းရှိမှဝင်မှာဖြစ်ပါတယ်အဲ့တော့လုပ်ငန်းလည်းရှိပါတယ်ငွေတွေလည်းမဝင်ပါဘူးဆိုရင်ငွေဝင်တဲ့မဲ့ရေတရာကို ဆရာခုဗီဒီယိုထဲမှာ ပြောပြပေးတော့မှာဖြစ်ပါတယ်လိုက်ပါကြည့်ရှုပေးကြပါအောင်အားလုံးပဲမင်္ဂလာပါဆရာကတော့အောင်ဆက်ကြကမြည်ရဲ့လောကပညာတဏ္ဍာန်ကဆရာမိုးကျက်သူဖြစ်ပါတယ်ဒီကနေ့မိတ်ဆွေတို့ပြောပြပြီးမှာတော့ငွေကြေးလက်လာပါများပေါ်ပေါ်များများရရှိအောင်ငွေပေါ်ပေါ်များများဝင်အောင် ပြစ်လို့ရမယ်ငွေဝင်ရေတရားဒါမှမဟုတ်ငွေခေါ်ရေတရားဖြစ်ပါတယ် ဆရာအနေနဲ့တခုပြောလိုတာကဆရာတို့ရဲ့ရေရာတွေဟာဘလောက်ပဲအစွမ်းထက်တယ်ပြောပြောဘလောက်ပဲငွေခေါ်တယ်ပြောပြောဘလောက်ပဲငွေဝင်တယ်ပြောပြောမိမိမှာငွေဝင်နိုင်တဲ့လုပ်ငန်းရှိမှသာလျှင်ငွေဝင်မှာဖြစ်ပါတယ်မိမိမှာတလောက်ကို10သိန်းလောက်ဝင်နိုင်တဲ့လုပ်ငန်းရှိပါတယ်သို့တော့တလောက်ကို10သိန်းမဝင်ပါဘူးဆိုတဲ့လူတွေဒီရေရာလုပ်ချင်းမြင်မိမိဝင်နိုင်တဲ့တလောက်10သိန်းပတ်လေဝင်မှာဖြစ်ပါတယ်မိမိရဲ့တလောက်ကို ဝင်ဝင်70သိန်းလောက်ပဲရှိပါတယ်ဒါမဲ့ဆရာကြီးကျွန်တော်ကျမတို့ကတော့သိန်း90လောက်ဝင်ကျင်လို့ဒီရေတွေကလုံးမယ်ဆိုရင်တော့ဖြစ်နိုင်မှာမဟုတ်ပါဘူးအရာရာတိုင်းဟာသူ့ရဲ့ဖြစ်နိုင်တဲ့အကြောင်းတရားအတွင်းမှာပဲရှိပါတယ်တလောက်5သိန်းရဒုတိယမို့70သိန်းရတဲ့လူဟာတလောက်သိန်း90သိန်း100ရအောင်ငွေဘလောက်ပဲခေါ်ခေါ်အလောက်ဝင်ဝင်တော့ဖြစ်လာမှာမဟုတ်ပါဘူးဆိုတော့မိမိမှာငွေဝင်နိုင်မဲ့ လုပ်ငန်းမျိုးရှိဖို့လည်းလိုပါတယ်။သို့သဖြင့်စီးပွားရေးလုပ်ငန်း၊အယောင်းဝယ်လုပ်ငန်းတွေ၊ဂျောင်းဝယ်ဖောက်ကကုန်းစွဲပွဲစားတွေသူတို့မှကြတော့တတ်မှတ်ချက်မရှိဘူး။ဒီနေ့တသိမ်းမရောင်းရရင် နောက်နေ့သိမ်းတရားကိုရောင်းအောင်လည်းရောင်းရမယ်။ဒီလိုတတ်မှတ်ချက်မရှိတဲ့လူမျိုးတွေအတွက်ပို့ပြီးတော့ငွေဝင်အောင်ခေါ်လို့ကောင်းပါတယ်။အားဆရာကြီးကျွန်တော်တို့ဆိုင်ရကျွန်တော်တို့ဆိုင်ရထင်သလောက်မရောင်းရဘူး။ထင်သလောက်မဝင်ဘူး။တခြားဆိုင်တွေကတော့ဝင်နေတယ်။ကျွန်တော်တို့ဆိုင်ကတော့ လက်ပိတ်နေတယ်လို့ခံစားရတယ်လက်တိတ်နေတယ်လို့ပဲငွေတွေတော့မဝင်ဘူးငွေတွေကျက်နေတယ်ဆိုရင်ဒီရေရာလောက်ပါလောကမှာရေရာဟာငွေဆိုတဲ့တင်းနာနံဟိုကြာသာပတင်းနံနဲ့ပြုတ်လောက်အောင်ဖြစ်ပါတယ်ငွေနံဖြစ်တဲ့စာငှက်ကလေးတွေခိုငှက်ကလေးတွေကိုကြာသာပတင်းနံဖြစ်တဲ့ကလဲပဲပဲပေါ့နော်ပဲခေါ်တာပေါ့ကလဲပဲတော့မဟုတ်ဘူးပဲလို့ပဲခေါ်မှာပေါ့ပဲပြောင်းစသဖြင့်ကျွေးရမှာဖြစ်ပါတယ်ဘယ်လိုကျွေးရမလဲဆိုရင် ်ဆရာတို့မနက်မှာစာငတ်ကလေးတွေခုံငတ်ကလေးတွေကိုပဲကျွေးမယ်ဆိုပါတော့ဒီနေ့ညကလေးကဆရာတို့ကျွေးမဲ့ပဲကိုရေစိမ့်ထားရပါမယ်မိစတို့မျိုးစီတပူပဲကျွေးနိုင်ကျွေးနိုင်နှစ်ပူပဲကျွေးနိုင်ကျွေးနိုင်များများကျွေးနိုင်လေဖူကောင်းလေရေစိမ့်ထားပြီးတဲ့အခါဆရာတို့ပြည်တောင်းရှိပါတယ်တန်ဆိုင်နေမှာတန်ဖြူဆိုင်နေမှာပြည်တောင်းမှားလို့ရပါတယ်ဝယ်လို့ရပါတယ်ပြည်တောင်းတစ်ထောင်လိုပါမယ်ညရရဲ့စိမ့်ထားတဲ့ဒီပဲတွေဒိုရီမိုပြောင်းစံတွေကိုမနဲ့ကြရင် ရေစစ်ယူပြီးတောင်းလေးကိုထည့်ပါထည့်ပြီးတဲ့အခါဆရာတို့ပြီးပြီးရောဒီလိုအဲ့ဆိုပြစ်ကြွေးလို့မရပါဘူးဒီပြီးတောင်းလေးရပဲတယ်ပြောင်းနေစတာတွေကိုစစ်ရှည်လက်ရှည်အချိန်ယူပြီးတော့5မိနစ်10မိနစ်အချိန်ယူပြီးတော့စစ်ရှည်လက်ရှည်စိတ်အေးလက်ရေးကြွေးပေးရပါမယ်ကြွေးတဲ့အခါမှာလဲအစာဝပါစေအနာကင်းပါစေယောဂကင်းပါစေသတ်သဖြင့်ပေါ့နော်ရန်သူမျိုးအားပါကင်းဝေးကြပါစေ တတ်မဲ့ဖြတ်မဲ့ဖမ်းမဲ့စီးမဲ့ဆမ့်မုတ်ဆိုးများရန်ကင်းဝေးကြပါစေစသဖြင့်ပေါ့မေတ္တာပို့ပြီးတော့ဒီပြည်တောင်းတွေကိုထည့်ထားတဲ့ပဲဆန်တို့ပြောင်းဆန်တို့စိတ်ရှိလက်ရှိကျွေးရမှာဖြစ်ပါတယ်ဒီလိုမနေ့အပိုင်းမှာကျွေးပြီးွားပြီဆိုတာနဲ့ဆရာတို့စတိလင်မန်းတစ်ချက်ယူပါစတိလင်မန်းတစ်ချက်ထဲမှာမယွေမယွေဝယ်လို့ရပါတယ်အလွယ်တကူမယွေလစ်ပိုလက်ဖက်လိမ်မော်ဒီ မရွေးဆိုရင်ဥမာရှစ်စိတ်ပေါ့ရှစ်တုံးပေါ့မရွေးတုံးလေးတွေရှိတယ်ရှစ်တုံးလစ်ပိုဆိုရှစ်လုံးပေါ့အာလက်ဖတ်ဆိုရှစ်ပုံးလိမ်မော်သီးဆိုရှစ်လုံးဒိုရီမိုရှစ်စိတ်ရှစ်ခန်းနဲ့ဒီလင်မန်းလေးတွေကိုထည့်ပြီးတော့ဖျားကိုကတ်လူပေးရမှာဖြစ်ပါလားဖျားကိုကတ်လူပြီးတဲ့အခါမှာလည်းမိမိတို့လိုချင်တဲ့ငွေအမောက်ဒီနေ့တော့ဖျားတပည့်တော်တပည့်တော်တို့အဲငွေ2သိန်းလောက်လိုချင်ပါတယ်3သိန်းလောက်လိုချင်ပါတယ် ်ဆရာပထမပြောခဲ့သလိုဝင်နိုင်တဲ့အရှင်တွေတော့ရှိရမှာပေါ့ဥမာလာကုံမှာလာသာထုံးမှာဝင်နှန်းတယောက်အနေနဲ့ဒီနေ့ငါးသိန်းဝင်ကြမှာလဲဆိုရင်တော့ဝင်ကြမှာလဲဝင်မှာပေါ့အဲဒါပေမဲ့ရောင်းဝယ်ဖောက်ကကုံတွေပွဲစားတွေအတွက်ကဒီနေ့ငါးသိန်းမျိုးရောင်းကြမှာလဲဒီနေ့၁၀သိန်းမျိုးရောင်းကြမှာလဲစသဖြင့်ဆူတောင်းပါဆူတောင်းပြီးတဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းတာဝန်များကိုလုပ်ဆောင်လို့ရပါပြီငါ့စာစောစောကြည့်ပါပြီးရင်ဖះမှာ မရွေးလစ်ပိုလက်ဖက်လိမ်မော်လှူရမ်းမှာပြီးရင်တော့မြို့ရဲ့လုပ်ငန်းဆောင်တာများကိုပြုလုပ်လို့ရပါပြီ။မိတ်ဆွေတို့ဒီရေတရားကိုနေ့စဉ်ပြုလုပ်ရင်နေ့စဉ်ဝင်ဝင်တိုးပါတယ်။ဒီနေ့ကတော့ငွေမဝင်ခြင်းဆိုဆိုတော့ဒီနေ့မလုပ်ပါနဲ့။နေ့တိုင်းဝင်ခြင်းနဲ့ဆိုရင်နေ့တိုင်းလုပ်ပါ။ဒီရေတရားလေးကိုလိုက်ပါပြုလုပ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ဝင်ဝင်များတိတိတတ်တာတိုးတက်ကြီးပွားအောင်မြင်ဖြစ်ထွန်းကြပါစေလို့ဆရာအနေနဲ့ဆုတောင်းမြတ်တာပို့သလာရပါတယ်။မိတ်ဆွေများအားလုံးနားပါရန် ဘေးမရှိကြပါစေနဲ့